တရွာမှာအရင်ဦးချစ်ကြတဲ့မိသားစုတစုရှိပါတယ်။ဒါပေမဲ့မိခင်ဖြစ်သူကငငယ်ရွယ်ရွယ်နဲ့ရောဂါကပ်နေတဲ့လူတယောက်ပါ။အခုချိန်နေကုသနေတာမပြောက်ကင်းနိုင်သေးဘူးပေါ့။ဖခင်ဖြစ်သူကမိသားစုရှာဖွေကြွေးမွေးရတဲ့ပြင်မိမောက်ပါစေကုသပေးနေရတာပါ။ဒါပေမဲ့အခုသူ့ရောဂါကတဖြည်းဖြည်းဆိုးလာတဲ့အတွက်သမီးဖြစ်သူလည်းငိုယိုနေပါတယ်။စိတ်မပူပါနဲ့မိမရာကိုမင်းကိုပြောက်ကင်းအောင်ကုသပေးမယ်။သက်ဆိုင်ရအောင်ရှာမယ်။ကျမ ကျမမရတော့ထက်နဲ့ကျမသွားရတော့မယ်ဒီလိုနဲ့ပဲကာမလေးရဲ့အမေကတိတ်ဆုံးသွားခဲ့ရတယ်ယောက်ျားနဲ့သမီးဖြစ်သူကလည်းဝမ်းနဲ့ကြေကွဲစွာနဲ့ပဲတချို့ပြီးခဲ့ရတာပေါ့နောက်၃လရက်ကြာတော့သမီးဖြစ်သူကမိခင်ကိုတန်းတာတဲ့စိတ်နဲ့ငိုကြွေးနေတော့မှမငူပါနဲ့တော့တမီးလေးရဲ့နင့်အမေကကောင်းမွန်တဲ့ဘဝကိုရောက်နေပါပြီ။လူရဲလို့ဖြစ်လာပြီဆိုရင်တနေ့သေးရမှာပဲလေတမီး။ အဖေဖြစ်သူကဘလို့ပဲဖြစ်ပြောသမီးတယောက်ကတော့မစားနိုင်မတောင်းနိုင်ပဲငိုယိုနေဆဲပါဘလို့မှမတက်နိုင်တော့တဲ့ဆုံးအဖေဖြစ်သူကမိမအသက်ထက်ရှာဖို့စိတ်ကူးလိုက်တယ်အဲ့ဒီအချိန်မှာချောမောလာပါတယ်အိမ်နောက်တဲ့မိမတယောက်နဲ့တွေ့ဆုံပါတယ်အမှန်တော့သူ့မှာယောက်ျားရှိပါသေးတယ်သူတို့ယောက်ကတိတ်တိတ်လေးချင်းတွေ့နေတာပါဒါကြောင့်နှစ်ယောက်သားလဲကောက်ချစ်တဲ့ဂျန်စီတွေဂျန်စီလာပါတယ်ကလျာမင်းငါ့ကိုတကယ်ချစ်တယ်မင်းငါနဲ့အတူတူနေချင်တယ်ဆိုရင်မင်းယောက်ျားကိုအစိတ်ခတ်လိုက် အဲ့ဒီမိမကြီးကလေးကလည်းသူ့ယောက်ျားအစိတ်ခတ်တက်ပြက်ကသူတို့မြောက်သဘောတူထားသလိုအတူတူနေထိုင်ဖို့အတွက်သမီးဖြစ်သူကိုသွားပြောပြပါတယ်။သမီးလေးအဖေသမီးလေးကိုပြောစရာရှိရဲ့။အဖေနောက်မိမယူလိုက်ပြီ။ဒါသမီးလေးရဲ့အဖေဖြစ်လာမဲ့သူပဲ။သူ့နာမည်ကကလေးရတဲ့။သမီးလေးကအမေကိုတတိယပြီးငိုနေတာအဖေထပ်ပြီးမမြင်ချင်တော့ဘူး။ဒီနောက်ပိုင်းသမီးလေးကအမေကိုတတိယရတယ်ဆိုရင်ဒီမိမေအစ်စ်စီကိုလာခဲ့နော်။အခုအားစပြီးသူကသမီးလေးရဲ့မမေဖြစ်သွားပြီ။ နှစ်ယောက်သာချစ်ချစ်ခင်ခင်တက်တက်ရှိရှိနေကြနော်။ကဲသမီးအခုအစားပြီးတော့သမီးကမမေ့ရသမီးဖြစ်ပြီဆိုတော့အိမ်မူကိစ္စတွေတင်မဲမယ်။သမီးကမမေ့စကားနားထောင်ရမယ်နော်။မဆိုးရအောင်တော့ကြားလား။ငါသမီးလေးကလိမ်မာပြီးသားပါကွာ။အိမ်ထောင်တက်ထူထောင်တာကောင်းမကောင်းစမ်းသပ်ဖို့ပဲကြံတော့တယ်ကွာ။ဒီကိစ္စတော့စိတ်မပူပါနဲ့ရှင်။ကျမအကျုစုတော်တယ်အချက်ပြုတ်လဲတော်တယ်အလျှော်ဖို့လဲတော်ပြီးသားပါရှင်။သမီးကိုကိုကိုကိူးဆိုင်နော်အမေတို့သွားနားလာအောင်မယ်။ ယောက်ျားတွေဟာဒီတိုင်းမဲနော်မိမပေလို့သမီးဖြစ်သူတော်မှမအေဦးမမေ့နိုင်သေးဘူးသူ့အဖေအားဖြင့်နောက်မိမထက်ယူနေပြန်ပြီသမီးဟာကြိုက်လားမကြိုက်လားမသိသူကတော့ယူမှုနေရပဲမိတွေးမျက်နှာကိုကြည့်တော့လေတကယ်သဘောကောင်းမဲ့ပုံမပေါ်ပါဘူးဖန်ဆောင်နေရပါနလသုံးလာကြတော့သူ့အဖေလည်းအရင်လိုပတ်စံထွက်ရှာနေရပါပြီအဖေဖြစ်သူကတော့ညနေလောက်ကပြန်လာတာနဲ့သူ့မိမကနှိမ့်နေပြီးအသီးလေးတွေခွင့်ကျွေ ချက်မင်းတွေခုခတ်ကျွေးနဲ့ပြုစုပြီးတော့ပိုချစ်နေရပါတယ်။ငါမိမကလေးဟာအရန်တော်တာပဲကွာ။အလုတ်ကပြန်လာပြီဆိုတာနဲ့ရေခတ်ပြီးလာချိုးပေးတာ။ယောက်ျားညောင်းတယ်လို့ပြောစရာမလိုလာနှိပ်ပေးပြီးတာ။ချက်မင်းဟင်းကလည်းအစင်သင့်အချိုပွဲလေးကလည်းအစင်သင့်။အော်ရှင်ကလည်းဒါမိမဝတ်တရားပဲလေ။အိမ်မူးကိစ္စနိုင်နေရမှာကိုလင်ယောက်ျားပြုစုအမှကျမရဲ့တာဝန်ပဲ။အလုတ်ကနေပင်ပင်ပန်းပန်းနဲ့ပြန်လာတဲ့ယောက်ျားကိုကောင်းကောင်းမွန်မွန်စီးချိုဖို့ကကျမရဲ့တာဝန်ဝတ်တရားပဲမှလား။ ဒါကြောင့်ဥဖိုးစီကသူ့မိမောက်တတော်ယုံကြည်နေတယ်။တနေ့မှာတော့ဥဖိုးစီအလုထက်လောက်တော့မိတွေဖြစ်သူကမိမိကိုရိုက်နှက်တယ်။ဒါဥဖိုးစီတောင်မသိရှာပါဘူး။မိမိကငိုရပြီးအကူညစ်ထပ်ပြီးအော်တောင်းနေပေမဲ့ဘသူမှသူ့ကိုလာပြီးမကူညီပါဘူး။ဒီမဲ့တနေ့တနေ့အိတ်လိုက်စားလိုက်ပဲလှုပ်တက်တယ်။ကိုစားပြီးသားပကံတော့မစေးဘူး။တပြက်စီလဲကြမ်းတက်လေးပါလေလှုပ်အောင်မပေါ့နင့်ကိုဒီတိုင်းလွတ်ထားလို့မရတော့ဘူးစိုးမမအောင်ရတော့မယ်ငါဒီအိမ်ရဲ့အရှင်သခင်မ ငါပြောတော့နားထောင်ရမယ်။နှင်းအဖေကိုတိုင်ပြောလို့ရတော့နှင်းအမေနဲ့တူတူတေးသွားအောင်တတ်ပြစ်လိုက်မှာနော်မှတ်ထား။သမီးကပါပြစ်တွေလုံးပြီလို့ဒီလိုလာရိုက်နေရလဲ။အတော်ကအဖေရဲ့နောက်မိမပဲကိုဒီလိုမလုပ်သင့်ပါဘူး။ဒီမှာငါမင်းအဖေရဲ့မိမအသေးဆိုတာဟုတ်တယ်။ငါနှင်းအဖေရဲ့အချက်တော့နင်းထက်အများကြီးတာတယ်။ငါတခုံးပြောလိုက်ရင်နှင်းအဖေစီကပါမစုံရတယ်ဟဲ့။ထလာပြီဆိုတာနဲ့အိမ်မူကိစ္စတွေလုံးဝမဲ့ဟာလို့ငါနှင်းကိုတင်ပြဖို့အားရမနေဘူးနင်ကြက်ကြက်တတိထားပြီနဲ့ တနေ့မှဥဖို့စီတောင်အိမ်ကိုပြန်လာတော့မိမဖြစ်သူကသူ့သမီးကိုရိုက်နှက်နေတာတွေ့တော့ဒေါသထွက်သွားတယ်။ကလျာမင်းပါလို့မိမိလေးကိုတလောက်တောင်မှရိုက်နှက်နေရလဲသူ့မှာဘာအပြစ်ရှိလို့လဲကွာ။အော်ကိုရဲ့အထင်မလွဲပါနဲ့။ကျမသူ့ကိုအိမ်မူကိစ္စနိုင်နေအောင်သင်မင်းနေရပါ။မိန်းကလေးဆိုတာအိမ်မူကိစ္စနိုင်နေနေမှသူများအိမ်ချွေးမှဖြစ်သွားတဲ့အခါကျမတို့မျက်နာပြက်စရာမဖြစ်မှာပေါ့ရှင်။အော်အဲ့လိုလား။ငါမင်းနဲ့လက်ထပ်လိုက်တာလုံးဝမမအောင်ပဲ။ ငါ့ကိုကျင်နာယူရပေးတဲ့ပြင်ငါသမီးတို့ပါကောင်းကောင်းမွန်မွန်ဆုံးမတော်နံပေးတယ်။သူများအိမ်ချွေးမသွားလို့တဲ့ချိန်ထိညနာမငယ်ရလေအောင်လမ်းပြပေးတယ်။ဂျေဆုတမားရဲ့ကလျာရဲ့အဖေသမီးအဖေကိုပြောစရာရှိတယ်။မပြောပါနဲ့တော့သမီးရဲ့အဖေအပြစ်မှာအလုတ်သွားလို့လာတာအရန်ကိုပင်မနဲ့မိမိလေးကလင်းလင်းမာမာနဲ့အမေစကားကိုနားထောင်ပြီးတော့အိမ်မနေရမှာနော်။သူကလည်းသမီးရဲ့အမေရင်လို့ပါပဲသမီးရဲ့။ယောက်ျားဆိုရင်မျိုးဟာဒီလိုပဲ။မိမစကားဆိုအကုန်ရှုံးနေ။ မမမမမစင်စားတတ်တော့ဘူးသမီးဖြစ်သူဘလို့နေထိုင်ရတယ်နေရတာအဆင်ပြေရဲ့လားမိမနေတော့ပါဘူးမိမိတယောက်မိတွေးဖြစ်သူကအနိုင်ကျင့်တာကိုခံနေရတာတော့မှကဲတင်ပေးမဲ့သူကမရှိမတက်နိုင်တော့တဲ့ဆုံးမိတွေးခိုင်းသမျှကိုသာလှုပ်ဆောင်နေရပါတယ်အလုပ်တွေအကုန်လုပ်ပေးနေတာတော့မှနည်းနည်းလေးမှားတာနဲ့ရိုက်ခတ်နေရတယ်ရိုက်ခတ်နေရတာနေ့တိုင်းအငုံမပြတ်အလုပ်လုပ်နေရတာပါသူတို့အိမ်ရှိကဖြတ်သွားဖြတ်လာရွာသားတွေက တာကိုမြင်နေပေမဲ့ပါမမကူညီပေးနိုင်ပါဘူး။ကြော်သားတွေကဥဖိုးစီကိုပြောပြချင်နေပေမဲ့သူကအားလုံးတတိမြအောင်အလုပ်လုပ်ပတ်စံရှာနေတဲ့အတွက်ဘယ်တော့မှမဆုံးဖြစ်ပါဘူး။ဒီနေ့မှဥဖိုးစီတယောက်သူတို့အိမ်ရှိကဖြတ်လျှောက်လာတော့ချက်ချင်းခေါ်ပြီးပြောပြလိုက်တယ်။ဥဖိုးစီပြခမည်းမိမဆုံးလာတာမကြသေးဘူး။ချက်ချင်းကိုအိမ်အောင်ပြုတ်လိုက်တာပဲ။ဒီနောက်ပိုင်းလဲအလုပ်လုပ်ပြီးပတ်စံပဲရှာနေတော့အိမ်တော်မကက်တော့ဘူးနော်။အချိန်လေးပေးပြီးသမီးကိုလည်းနည်းနည်းပါးပါးကြည့်ဆိုင်ပါအောင်ကွာ။ ။ငါမိမတယောက်လုံးရှိနေပါပဲကွာ။ तू ကြည့်မှာပေါ့။ငါအလုံးမလုံးပဲသူ့အသာကျူးဆိုင်နေမယ်ဆိုရင်ငါတို့ငတ်ကုန်မှာပေါ့ကွာ။ငါမိမကျူးဆိုင်ပြီးလဲတူတူပဲကွာ။ငါကျူးဆိုင်တာထက်တောင်ပိုနေအောင်မယ်။ငါတော့လေမျက်စိဖွင့်နားဆွင့်ပြီးနေမိမနဲ့ကလေးကိုတေချာစောင့်ကြည့်စေချင်တယ်။ तू ကမင်းထင်တယ်လို့လူကောင်းမဟုတ်ဘူးကွာ။ငါဒီလိုပြောနေတယ်ဆိုတာလဲမင်းသမီးကိုချစ်လို့တနာလို့ပြောနေတာ။နေ့တိုင်းမိမိလေးခင်ဗျာငိုယိုနေရတာ။အော်ငါပါကိစ္စများလဲလို့ ငါမိမသူ့ရိုက်တယ်ဆိုတာလေသူအိမ်အောင်ရက်သားကြတဲ့ချိန်မှာသူများချွေးမဖြစ်လိုက်မျက်နှာမငယ်ရအောင်ငါမိမဆုံးမတုံတန်ပေးနေတာမင်းထင်တယ်လို့မဟုတ်ပါဘူးကွာပြီးတော့မင်းလည်းသူများကိစ္စတိတ်ဝင်မပါနဲ့ကို့အလုပ်ကိုတေချာလှုပ်ဆမ်းပါကွာအေးပါကွာငါမိမိလေးနေ့တိုင်းအရိုက်ခတ်နေရတာမြင်တော့တနာလို့ပြောပြတာပါဒါပေမဲ့မင်းကမင်းမိမဘာပြောပြောမျက်စိမိတ်ပြီးအကုန်ယုံတော့တာပဲမိမိလေးကလည်းမင်းကိုပြောပြရဲမှာမဟုတ်ဘူးကွာ မင်းကတနေ့တနေ့အလုတ်လုတ်ပတ်စံရှာဖို့ပဲသိတယ်။ကိုသမီးကိုလည်းနည်းနည်းပါးပါးအချိန်ပေးပါအောင်ကွာ။တနေ့ကျရင်မိမိမမိမိကိုခွေးလို့ရိုက်နေတာတွေ့ရင်မင်းရောကြည်နေနိုင်ပါလားငါသိချင်သေးရဲ့ကွာ။ဘာလဲမင်းကငါမိမချက်ချောလက်လက်လေးရထားတာကိုမနာလို့လို့ကိုယ်စီချင်နေရလား။ငါမိမကြောင့်ငါအသိဆုံးပါကွာ။မင်းဘလောက်ပဲတွေးထိုးတွေးထိုးငါမယုံဘူးကွာ။ तू ကငါအကုန်စိတ်ချရတဲ့ तू ငါသမီးလေးအိမ်အောင်ရက်သားကြာသွားတဲ့ချိန်တည်းကိုတွေးပြီးစဉ်းစားပေးတာပဲကြည်။ငါတော့မတွေးမိဘူးကွာ။ ငါ့အိမ်တွင်ရဲ့ကိစ္စကိုသိချမသိပဲမပြောစမ်းပါနဲ့ကွာမင်းကငါ့အိမ်အောင်ရေပြိုကွဲစေခြင်းကိုတတ်တတ်လာပြောနေတယ်ဆိုတာငါမသိဘူးများထင်နေလားမင်းမှလှုပ်ရှားလုံးရှင်ဒီကုပစ်ပေါ်မှာအိပ်ပြီးတော့ YouTube တို့ Facebook တို့သုံးနေပါလားကွာဟို YouTube channel လေ SLS Garden တို့ပြီးတော့ SLS HD channel တို့အော်ပြီးတော့ရှိသေးတယ်ကွာ Lady SLS ဆိုလားအဲ့ဒီ channel ကြည့်ပါလားကွာအိနီနာချင်းတို့ရာကလေးကိုသနာလို့သူ့ကိုပြောပြခဲ့ပေမဲ့သူကတော့သူ့ကိုမနာလို့လို့ သူ့အိမ်တော်ကြီးကိုပြက်စေချင်လို့ပြောတာလို့ပဲထင်နေခဲ့တယ်။သူ့မိမပါပြပြကောင်းငိတ်နေတဲ့သူပေါ့။နှစ်တွေကြာလာတာနဲ့မြ။ဥပိုးစီတယောက်အိုမင်းရှင်းရောလာတယ်။တနေ့တခြားပို့ပို့ပင်ပန်းနွမ်းနယ်လာတာပေါ့။သူ့မိမလည်းသူ့ကိုပုံမယုံကြည်လာအောင်လှုပ်ပြခဲ့တယ်။မိမိကလည်းခုဆိုရင်အပြူတော်ဖြစ်နေပါပဲ။အသက်အရွယ်ရလာတာနဲ့သူတည်သွားတဲ့ခါကျရင်သမီးနဲ့မိမဖြစ်သူကအမွေလူနေမှာဆိုတာနဲ့ခွဲပေးထားဖို့စိတ်ကူးလိုက်တယ်။ တဲ့တေလုပ်ပေးဖို့အတွက်တော့ရွာတကြီးကိုခေါ်တာပေါ့။ကောက်ကျစ်တဲ့သူ့မိမကတော့တကြီးနဲ့သူဘလို့တွေခွဲဝေကြမယ်ဆိုတာကိုသိအောင်လို့ပတင်းပေါက်ကနေချောင်းနှားထောင်နေတယ်။ဟိုးစီမင်းဘလို့စဉ်းစားထားလဲကွာ။လေရာတွေဆန်ခန်းတွေကဘလို့ခွဲပေးဖို့စီစဉ်ထားလဲ။ဒါမှငါသေးတန်းစာရေးပေးနိုင်မှာမဟုတ်ရင်မင်းတေသွားတဲ့အချိန်ကျသူတို့ညအဝေမတည့်ဖြစ်နေလိမ့်မယ်ကွာ။ငါလဲဒီသေးတန်းစာကိစ္စပြောချင်လို့မင်းကိုခေါ်လိုက်တာပဲကွာ။ ဒါဆိုလဲရမြေအိမ်ရွှေငွေတွေကဘသူ့ဘေးမှာလဲမိမလားတမီလားလဲရမြေဒီအိမ်နဲ့ခြံတွေအတွင်းအပြင်စီးစိမ်တွေအားလုံးတမီကိုပေးမယ်ပတ်စံတိန့်တရာနဲ့ရွှေတစ်ချက်သားတော့မိမကိုပေးမယ်ကောင်းပြီလေဒါဆိုရင်ငါတေးတန်းစာလုပ်ပေးမယ်တခုခုလိုတာရှိရင်လည်းပြောကဲကိစ္စပြီးပြီဆိုတော့ငါပြန်တော့မယ်ခိုးနှောင်းထောင်နေတဲ့သူ့မိမကဥပိုးစီကသူ့တမီကိုပို့ချလို့စိတ်တွေတုန်နေတယ်သူ့လိုချင်တာရဖို့အတွက်အကုန်လုပ်ဖို့ဆုံးဖြတ်လိုက်တယ် ငါမှာတော့တနေ့တနေ့သူ့ကိုကူးဆိုင်ပေးလိုက်ရတာပြုစုယူရနှိမ့်နယ်ပေးလိုက်ရတာအိမ်မူကိစ္စတွေလောက်ရသူပြန်လာပြုစုလိုက်ရနဲ့သူသမီးကိုကြတော့ပိုင်ဆိုင်မှုတွေကုန်ပေးပြီးငါကြတော့ငွေသိန်းတရာနဲ့ရွှေတစ်ချက်သားတဲ့လုံးဝမတက်ရအောင်ငါလိုချင်တာမရမှာတော့ငါ့ကိုအဆိုးမဆိုးနဲ့ဒီတန်ပြရည်လေးနှီးကြည့်လိုက်ပေါ့ယောက်ျားရဲ့ယောက်ျားဖြစ်သူဟာသူ့အတွက်ပတ်စံသိန်းတရာနဲ့ငွေတစ်ချက်သားပဲပေးတဲ့အတွက်သူ့ယောက်ျားကိုတိုင်မဲ့တန်ပြရည်ထဲမှာအစိတ်ထည့်ပေးလိုက်တယ်။ ယောက်ျားပေမန်းနေပြီမလားဒီမှာတံပြားရီအေးအေးလေးတောက်လိုက်နော်တံပြားရီလေးကပေမန်းနွမ်းနေမှုတက်တာစီတယ်တောက်လိုက်နော်ငါမိမချစ်စရာကောင်းလိုက်တာကွာပေးပါမိမရဲ့အမောပြေသွားအောင်တောက်လိုက်မယ်တောက်ပြီတောက်ပြီးတော့တိတ်စမ်းပိန်စမ်းဒီစည်းစိမ်ဥစ္စာတွေအားလုံးငါတို့ဖြစ်စေရမယ်အာအာမမိမမိမယောက်ျားကိုကယ်ပါအောင်ကယ်ပေါင်းကွာအဲ့ ဥပိုးစီတယောက်သူရမ်းယုံကြည်ရတဲ့မိမရဲ့အစိတ်ခတ်သက်တာကိုခံရပြီးဆုံးပါသွားပါတယ်။သူ့အပေကိုတကြုံပြီးနောက်မိမိတယောက်လည်းသူ့မိတွေနဲ့ဘလို့ရှေ့ဆက်သွားရမလဲဆိုတာကိုတွေးပူနေပါတယ်။မိမိတယောက်ဖခင်ဆောင်လို့ထိုင်ကုန်နေတော့မိတို့ရသူကိုယ်တိုင်ရေးထားတဲ့ဥပိုးစီရဲ့သေတန်းစာအတုကိုယူလာပြပါတယ်။မိမိလေးဒီမှာနင့်အဖေမသိခင်ကသေတန်းစာတစ်ဆောင်ချန်ထားခဲ့တယ်။အမေမိမိလေးကိုဖတ်ပြမယ်။ မင်းမင်းအဖေသမီးလေးအဖေဆုံးပြရနဲ့ဒီအိမ်ထဲမှာတပတ်ပဲနေခွင့်ရှိမယ်တပတ်ပြည့်တာနဲ့အိမ်ထဲကနေဆင်းမဲပါအိမ်ရောခြံရောလေယာမြေအတွင်းပစ္စည်းအကုန်လုံးမင်းအမေအတွက်ပဲအဖေထားခဲ့တာသမီးလေးရလူငယ်ဆိုတော့ကိုချစ်တာပေါ့ကိုရက်တည်နိုင်မှာပါ သမီးအမေကအသက်ကြီးပြီ သူ့မှာလှုပ်ကြွေးမဲ့သားသမီးလည်းမရှိတော့ပါအဖေသမီးကိုမချစ်လို့ဒီလိုလုပ်တာမဟုတ်ရပါဘူးကွယ်သမီးလေးကိုကိုချစ်တာပေါ့ကိုရက်တည်နိုင်စေချင်လို့ပါ မိမိတယောက်တော့သူ့အဖေအားသူ့ပေါ်အဲ့လောက်မရက်ဆက်လောက်ဘူးလို့ယုံကြည်နေပါတယ်။မိမိငါဖက်ပြတာကြားတယ်မလား။ငါလည်းနင့်အဖေမာထားတယ်လို့လိုက်လောက်တာပဲရှိရပါ။နင်တီအိမ်ထဲမှာတပတ်ပဲနေရတော့မှဆိုတော့စားချင်တာတွေဝအောင်စားထား။ကောင်းကောင်းအိတ်ထား။နင်ထွက်သွားတော့မယ်ဆိုရင်ပြောနော်။သမီးပဲကိုမထွက်မသွားဘူး။ဒီအိမ်ထဲမှာပဲနေမှာ။အဖေအားအဲ့လိုမလုပ်လောက်ဘူးလို့သမီးယုံနေ။မဟုတ်မှလွဲရော။ဒီသေးတန်းစာ အမေကိုယ်တိုင်ရေးထားတဲ့သေးတန်းစာအတုမလား။ဒီအိမ်ထဲမှာနင်ဆက်နေပိုင်ခွင့်မရှိဘူး။ ဒါငါအိမ်ဖြစ်သွားပြီ။နေ့အဖေကငါ့ကိုနေတက်ပုံချစ်လို့လေနင်မသိဘူးလားအဲ့ဒါကို။မိတွေကမိမိကိုအိမ်ပေါ်ကနင်ချလို့မရတာနဲ့ပဲသူ့ကိုရိုက်နှက်ပါတော့တယ်။တကူလုံးလဲတန်ရာတန်ချက်တွေနဲ့ဖြစ်ကုန်တာပေါ့။အဲ့ဒီလိုနဲ့မိမိလေးကအခင်းထက်နဲ့အပြင်လဲမထွက်တော့ပါဘူး။ငိုရင်းနဲ့ပဲသူ့မိဘတွေရှိခဲ့တဲ့ချိန်ကိုသာတန်းတနေတယ်။မိဘနှစ်ပါးကသူ့ကိုအမြဲတမ်းလာဆောင်ရှောက်ပေးနေပေမဲ့သူကမမြင်ရတဲ့အတွက်ညရောက်တဲ့ချိန်မှာသူ့ကိုအိမ်မက်လာပေးပါတယ်။ သမီးလေးရဲ့ငါသမီးလေးကတတော်ဒုက္ခရောက်နေပါလားအခုအားစပြီးအမေနဲ့အဖေသမီးလေးကိုကြည့်ရှုစောင့်ရှောက်သွားပေးမယ်သမီးဘာမှအားမငယ်နဲ့နော်အသက်ရှင်တော့အဖေသမီးကိုဘာမှမလုပ်ပေးနိုင်ခဲ့ဘူးအခုအားစပြီးသမီးလေးမျက်ရည်ကျတာနဲ့ရွှေငွေကြောက်တံပတမားတွေထွက်လာလိုက်မယ်သမီးဒီနောက်မိမိတယောက်လက်နိုးလာပြီးမိဘကိုတတိရတာနဲ့ငိုပါတော့တယ်သူငိုတဲ့အချိန်မှာသူ့အိမ်မက်ထဲကကြားခဲ့တဲ့အချိန် ရွှေငွေရတနာတွေထွက်လာပါတယ်။ဒါပေမဲ့ကဲမကောင်းစွာနဲ့ပဲဒါကိုသူ့မိတွေကလာတွေ့သွားပြန်တယ်။အော်၊နင်ကရွှေငွေတွေခိုးပြီးဒီထဲမှာလာဖွက်ထားတာပေါ့လေ။နင်တီလိုလှုပ်လိုက်မယ်လို့ငါထင်တာမထင်တာသိလား။နင်အဖေကပေးထားလား၊နင်ခိုးထားလားပြောစမ်း။နင်လိန်လို့ကတော့တေးအောင်ရိုက်ပြမှာနော်။ဒါတွေထောက်ပေါ်ပြီးငါ့ကိုပြမိတ်စမ်း။သမီးခိုးထားတာမဟုတ်ပါဘူး။သမီးဥစ္စာပါ။ ဒီရွှေငွေတွေတော့သမီးယူပြရစေအတော်ကအမွှေးအလုံးရတယ်လေသမီးကဘာမှမရဘူးဆိုတော့တာလေးတို့တော့ယူပြီးထွက်သွားချင်တယ်ငါနှစ်ကိုလုံးဝပေးမသွားနိုင်ဘူးငါနှစ်အဖေရဲ့တေတန်းဆောင်ဖက်ပြပေးပြီလေနင်ကပါပစ္စည်းမှမရဘူးကိုကကိုရှားလို့နင့်အဖေပြောခဲ့တယ်လေအတော်ရဲ့ပတ်စံတပြားမှပါမသွားရင်ပိုက်စာလာတော့ဘယ်လိုလုံးဝမှာလဲဟဲ့သူများအိမ်မှာအလုပ်လိုက်လို့ပေါ့အိမ်ဖော်လို့လေတာလေးတောင်နေမတွေးတတ်ဘူးလားဟဲ့ ငါနင့်ကိုဆုံးမပေးတာမလုံလောက်သေးလို့လားလာစမ်းမိတွေးဖြစ်သူကဒုံနဲ့ရိုက်နေပါတော့တယ်အဲ့ဒီချိန်မှာသူရိုက်လို့မိမိငိုတဲ့ချိန်မှာရွှေငွေပထမားတွေထွက်လာတာမြင်တော့လောဘကြီးတဲ့မိတွေးကဝမ်းသာအားရနဲ့ဆက်ရိုက်ပါတော့တယ်မိမိတယောက်လည်းသူ့မိတွေးရိုက်တာကိုမခံနိုင်တော့တဲ့ဆုံးနာကျင်လွန်းလာနဲ့အဲ့ဒီတန်ရာနဲ့ပဲဆုံးပါသွားခဲ့ရပါတယ်ဟင်းဒီကောင်မလေးကလည်းနည်းနည်းပါးပါးပဲရိုက်ရသေးတယ်တိတ်နေပြီနှမျောစရာကြီး ငါရွှေငွေတွေအိမ်အပြည့်ရောင်းရိုက်နေပါတယ်ဆိုနင်းမြက်ကြီးကရွှေငွေတွေထွက်မှန်စောစောသာတိခဲနာနာရိုက်ပေးပါတယ်ဟဲ့အခုတော့ယတနာပစ္စည်းတွေကအများကြီးမရသေးဘူး तू ကသေးပြီဒီတိုင်းလွတ်ထားလို့မရတော့ဘူးဒီတိုင်းသာဆိုရင်တော့ရွာသားတွေတိသွားလိမ့်မယ်ငါတော့တော့မြင်မြန်သွားပြီးလွှင့်ပြရမယ်ဒီလိုနဲ့မိတွေလဲမိမိအလောင်းကိုယူကတော့ထဲမှာသွားပြီးလွှင့်ပြလိုက်တယ်။အိုကြည့်ဒီကြည့်ကြည့်လိုက်တာဘသူ့ကိုမှမတွေ့တာနဲ့သူတို့လည်းမြင်မြန်ချက်ပြေးသွားတယ် ဘသူမှမမြင်ဘူးလို့သူကထင်ခဲ့တာပါအဲ့ဒီအချိန်မှာဆင်းရဲသားဦးလေးတယောက်ကတောထဲမှာတည်တည်ထွက်ရှာရင်းကောင်မလေးတယောက်တန်ရတန်ချက်တွေနဲ့လဲနေတာတွေ့တော့တေချာကြည့်လိုက်တဲ့အချိန်မှာကောင်မလေးကမသိသေးပဲတတိလက်ညာတွေ့တာနဲ့အိမ်ပြန်ခေါ်သွားလိုက်တယ်အိမ်ရောက်တော့မိမဖြစ်သူကလည်းကုသပေးလိုက်တဲ့အတွက်ခဏအကြာမှပဲမိမိတယောက်တက်တာလာတယ်။သူနိုးလာတော့ဦးလေးနဲ့တော်က သူ့ကိုခေါ်လာရတဲ့အကြောင်းကိုပြန်ပြောပြတယ်။သူတို့လင်မယားနှစ်ယောက်လည်းသားသမီးမရှိရနဲ့။သူ့ကိုသမီးအင်းတယောက်လိုပြုစုစောင့်ရှောက်မယ်လို့ပြောလိုက်တဲ့ချိန်မှာမိမိတယောက်ဝမ်းသာဝမ်းနဲ့ဖြစ်ပြီးငိုကြွေးလိုက်တဲ့ချိန်မှာရွှေငွေကြောက်တံပတမားတွေအပေါ်လိုက်ထွက်ချလာပါတယ်။အဖေ၊အမေဒီနေ့အစားပြီးတော်ထဲဝင်စရာမလိုတော့ဘူးနော်။ဒီရွှေငွေတွေယူပြီးသွားရောက်လိုက်ပါ။ဒါဆိုသမီးတို့တစ်သက်လုံးစားဖို့လောက်သွားပြီ။သမီးရဲ့အဖေကတသက်နဲ့တကူ တလောက်ရွှေငွေအပုံကြီးတကားမှမမြင်ဘူးဒီလိုမြင်ရတာလဲအဖေရဲ့ကံပဲအခုအားစပြီးငါတို့သားမိသားဖသုံးယောက်ချစ်ချစ်ခင်ခင်နဲ့နေဖို့ပဲလိုတော့တယ်မိမကြီးစံနေစီတွေတောင်းဝဲထားလိုက်နော်အဖေအခုအားစပြီးတော့ဘာအလုံးမှလှုပ်ဆရာမလိုတော့ဘူးနော်သမီးတို့ဒီတသက်စားမကုန်ဘူးအဖေနဲ့အမေလည်းအသက်ကြီးပြီဆိုတော့အားစိလေးပါလေဝယ်တော့သူ့အဖေလည်းရွှေငွေတွေအများရပြီးတထေးဖြစ်လာတယ်ရွှေတွေငွေတွေနဲ့လည်းနေနိုင်ခဲ့တာပေါ့ရွာသားတွေကလည်း မိမိတယောက်ငိုလိုက်တာနဲ့ရွှေငွေတွေထွက်လာတာသိသွားတော့ရွှေငွေတွေလာဝင်ခိုးပါတယ်။ဒါပေမဲ့ရွှေငွေတွေကမကုန်ခန်းနိုင်ပါဘူး။ရွှေငွေလာခိုးသွားတဲ့တခိုးနှစ်ယောက်လည်းအိမ်ရောက်ပြီးဝေစုခွဲဖို့အိတ်တရားရွှေငွေတွေတုံချလိုက်တဲ့အခါမှာကြောက်ခဲနဲ့သေးရွက်တွေအဖြစ်ပြောင်းလဲကုန်တယ်။သူတို့တော်တော်လေးကိုထိတ်လန့်သွားကြတယ်။သူမိတွေလည်းအိမ်ပြန်ရောက်လာတဲ့ချိန်မှာကြောက်တုံးတွေသေးရွက်တွေအဖြစ်ပြောင်းလဲကုန်တယ်။ ူကစိတ်သက်ရုံညံ့တဲ့အတွက်ကြောင့်ကျိန်စာမိပြီးသူ့ရဲ့တိုက်အိမ်မှာထရံတွေဖြစ်ပြောင်းလဲကုန်တယ်။စားစရာတောက်စရာလည်းမရှိတော့တာနဲ့လဲတွေရာတွေပါအကုန်ရောင်းချခဲ့တယ်။ခုနှစ်နှစ်လောက်ကြာတော့မိတွေရလဲသူ့မှာပါပိုင်ဆိုင်မှုမှမရှိတော့ဘဲနဲ့တံတောင်းစားဘဝရောက်သွားတယ်။ဒီလိုနဲ့မိမိရဲ့မွေးစားမိဘတွေလည်းဆုံးမသွားကြတယ်။သူ့မိဘတွေရဲ့စာပနာကိစ္စနဲ့ပတ်သက်ပြီးဖုန်းကြီးနဲ့တာမင်နေတော့မိမိအမွေကိုမှတ်မောပြီးသူ့နာချင်းကက်လာတဲ့ကောင်းလေးတောင်နဲ့ဆုံတွေ့ရပါတယ်။သူ့ကိုတကယ်ချက်တာပါ ပြုစုစောင့်ရှောက်ပြစေဆိုပြီးလက်ထပ်ခွင့်တောင်းခဲ့ပါတယ်။အားကိုးရမဲ့နေတဲ့မိမိတယောက်လည်းသူ့ကိုတကယ်ချစ်တာထင်ပြီးတော့သဘောတူလိုက်တယ်။ရှစ်လလောက်ထိတော့သူဟန်မပြတ်ဟန်ဆောင်နိုင်သေးတယ်။မိမချမ်းသာတော့သူကလောင်းကစားပါဆွဲပြီးအကျွေးပါပတ်လဲဝိုင်းနေတယ်။ပတ်စံကုံနာနဲ့မိမကိုလိန်တောင်းပါတော့တယ်။မိမရေလေရလေမြေဩစာတွေထည့်ရတော့မှာကွာ။နောက်တစ်ခါပြန်ဆိုင်ပြို့ဖို့အတွက်လည်းပြိုးတွေကျဲရတော့မှာ။ဆိုတော့လေမျိုးစေ့တွေလည်းဝယ်ရအောင်မှာ။ ကောင်းကောင်းပြုစုထားတော့စပားအထွက်နှုံလဲတိုးတာပေါ့မိမယောက်ျားပတ်စံကဘလောက်တောင်တိုးရလဲထုတ်ပေးလိုက်မယ်လေအများကြီးတော့မဟုတ်ပါကွာတော်ယုံတန်ယုံလောက်ပေါ့လေနဲ့ထည့်လို့ရရင်ရပါပြီယောက်ျားပြောစကားကိုယုံကြည်တဲ့မိမိတောက်လဲငိုလိုက်တယ်ဆိုရင်ပဲရွှေငွေကြောက်တံပတများအများကြီးထွက်ကြလာတယ်အဲ့လိုမြင်တော့သူ့ယောက်ျားကပျော်ရွှင်နေခဲ့တာပေါ့ရွှေတုံးနဲ့ယူပြီးသွားရောက်နေရလာတဲ့ပတ်စံမှန်သမျှလောင်းကစားသွားလုပ်တယ်ပြီးတော့သူ့ယောက်ျားကမိမလည်းရှုပ်ပွေတယ် သူ့ယောက်ျားအိမ်ပြန်နောက်ကျနေရတဲ့မိမိလိုက်ရှာကြည့်လိုက်တဲ့အချိန်မှာမယံငယ်နဲ့ပျော်ပါနေတာကိုတွေ့သွားပါတယ်။ဒါပေမဲ့သူဘာမှမပြောဘဲအိမ်ကိုကောင်းကောင်းမွန်မွန်ခေါ်လာတယ်။အိမ်ပြန်ရောက်တဲ့အခါမှာစာတွေ့တုံးကတော့ငါ့ကိုချစ်လာပါပြီရဲ့၊ကြိုက်လာပါပြီရဲ့ဆိုငါတယောက်တည်းကိုပဲချစ်တာပါဆိုအခုတော့ငါပဲဆက်နေရှူပြီးတော့လောင်ကစားလုပ်တဲ့ပြင်နင်ကမယံငယ်ပါထားသေးတယ်ပေါ့လေ။အခုအစပြီးငါနေနဲ့မပေါင်းတော့ငါနေနဲ့ကွာရှင်းမယ်။ငါ့ကိုကွာရှင်းမယ်။ငါ့အိမ်ထဲကနေလေအခုချက်ချင်းထွက်သွား အဲ့ဒီကောင်မတွေနဲ့နင်းကြိုက်တလောက်သွားနေထပ်ပြီးတော့ငါနဲ့လာပတ်သက်စရာမလိုတော့ဘူးနော်ဟာငေါ့မြခွေးလိုဝက်လိုနင်းထုတ်နေသေးတယ်ငါသားမယွင်မင်းကိုယူမဲ့သူတော်ရှိမှာမဟုတ်ဘူးကွာမင်းထက်သားတဲ့မိမတွေမှာတပုံကြီးဒီလိုနဲ့မိမိလည်းသူ့ယောက်ျားနဲ့ကွာရှမ်းလိုက်တယ်အခုကစပြီးပေယောက်ျားကိုမှစိတ်ဝင်စားတော့ဘူးလို့ဆုံးဖြတ်လိုက်တယ် ဖေတို့အမေတို့ပေးခဲ့တဲ့ရွှေငွေရတနာမျက်ရည်တွေကိုလိုချင်လို့သမီးနာကိုချင်းကပ်လာကြတာသမီးကိုတကယ်ချစ်တကယ်နှစ်သက်တဲ့သူမတွေ့ဘူးဒီနေ့ဒီချိန်ကစပြီးတာမန်မျက်ရည်ဖြစ်ပြောင်းလဲစေကသမီးကိုတကယ်ချစ်မြတ်နိုးတဲ့သူနဲ့တွေ့မှရွှေမျက်ရည်ငွေမျက်ရည်ထွက်ပါစေအဖေနဲ့အမေအဲ့ဒီချိန်ကစပြီးမိမိရဲ့မျက်ရည်ကတာမန်မျက်ရည်ဖြစ်ပြောင်းကတကယ်ချစ်နှစ်သက်တဲ့သူနဲ့တွေ့မှသာအစွမ်းထက်တဲ့မျက်ရည်အဖြစ်ပြောင်းလဲမှာဖြစ်ပါတယ်ဒီနေ့မှာတော့မင်းသားတစ်ပါးကသူ့ရဲ့မိုးမက်မြောက်တဲ့တူတူ မိမိကိုလာတားပါတယ်။မိမိကိုမင်းရဲ့ဖြစ်တယ်မို့သိပြီးပြီးမင်းဟာရွှေငွေမျက်ရည်ကြလို့ယောက်ျားတကအဲ့ဒီဟာတွေမှတ်မောပြီးတော့အနားကိုကတ်လာကြတယ်။တကယ်ချစ်တဲ့သူကမရှိဘူးဆိုတာဟုတ်ပါတယ်မင်းသား။ကျမကိုတကယ်ချစ်တဲ့သူမရှိဘူး။ဒါပေမဲ့ကိုကတော့အဲ့ဒီရွှေငွေတွေကိုစိတ်ဝင်စားအောင်မင်းကိုတကယ်ချစ်ပြီးလက်ထပ်ချင်တာ။တကယ်လို့မင်းသဘောတူမယ်ဆိုရင်ကိုရဲ့နန်းတော်တွေကိုခေါ်သွားချင်တယ်။ကျမမယုံရဲသေးတာတော့အမှန်ပါ။ အရင်ယောက်ျားတွေလည်းကျမောက်တီလို့ပြောပြီးချင်းကပ်လာကြတာကိုကအဲ့လိုလူစားမဟုတ်ရပါဘူးကွာနန်းတော်တဲ့ရွှေငွေတွေကမင်းစီမှာရှိတာထက်ပိုများပါတယ်အရင်လည်းမတွေးပါနဲ့တကယ်လို့မင်းသာလက်ခံမဲဆိုရင်နန်းတော်တဲ့ခေါ်သွားမယ်နန်းတော်တဲ့ခေါ်သွားပြီးတသက်လုံးစောင့်ရှောက်ပေးသွားမယ်လို့ကတိပေးပါတယ်ကွာကျမောက်တကယ်ချစ်တကယ်မြတ်နိုးတာဆိုရင်တော့နန်းတော်တဲ့လိုက်ခဲ့ဖို့အစင်သက်ပါရှင်မိမိလည်းသဘောတူပြီးနန်းတော်ထဲကိုလိုက်သွားကမင်းသားနဲ့လက်ထပ်လိုက်ပြီးပေါ်ဝါကိုပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းချမ်းသာသာနဲ့ဖြတ်တန်းသွားပါတော့တယ်ရှင်။ဟုတ်ကဲ့ပါရှင်။အခုလိုမျိုးဗီဒီယိုလေးတွေသဘောကျတယ်ဆိုရင်တော့ကျမတို့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ရှင်။ပရိသတ်တွေမသိသေးတဲ့အမရဲ့နောက် channel တခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။အဲ့ဒါကတော့ SB channel ဖြစ်ပါတယ်။အခုပြထားတဲ့ channel ပါရှင်။အမတီ channel လေးကိုဖွင့်ထားတာတော့ကြာပါပြီ။ပရိသတ်တွေမပြောရသေးတာရဲ့ပရိသတ်တွေကမသိသေးတာနဲ့အမရဲ့ဒီ SB ဆိုတဲ့ channel ကိုပရိသတ်တွေကမရောက်လာသေးပါဘူးရှင်။ Time 2D 3D animation cartoon တွေကိုဘာသာပြန်ပြီးတော့မှအသံသွင်းတင်ဆက်ပေးထားတာဖြစ်ပါတယ်။ SLS Cartoon Channel ရော SLS HD Channel ရော Lady SLS ရောပြီးတော့အခုမှပြောပြတဲ့ SP Channel မှာရောအမရဲ့အသံတွေကိုကြားရမှာဖြစ်ပါတယ်။အမရဲ့တင်ဆက်ပုံတွေမှာလိုအပ်ချက်ရှိနေတယ်။တစုံတရာအမရွတ်နေပါတယ်ဆိုရင်တော့မြစ်တာနားလည်ပေးဖို့အတွက်မြစ်တာရက်ခံချက်ပါတယ်။ အားပေးနေတဲ့ပရိသတ်တွေအားလုံးလည်းကျေးဇူးတင်ပါတယ်ရှင်။ငင်းစုံခေါပ်ဆိုင်ထုံပြီးနောက်ပနေပန်ဟန်ကုကောကုကောနျူခာဟာယူလီမင်းငင်းမှန်ကန်ခာ